ဒီနေ့မှာတော့လေနမင်းကနေနမင်းကိုပြောတယ်။ကျုပ်ကခမားထက်ပိုရေးပါတယ်ဗျ။ဘာကြောင့်လဲဆိုတော့ကျုပ်ကခမားထက်ပိုဆွမ်းတယ်လေ။ထိုအခါနေနမင်းကဟုတ်မယ်မထင်ပါဘူးဗျာ။ခမားကကျုပ်ထက်ပိုဆွမ်းမယ်လို့မထင်ပါဘူးဗျ။အဲ့ဒီလိုပြောလိုက်တော့လေ။အဲ့ဒီလိုနဲ့သူတို့အောက်ကိုငုံကြည့်လိုက်တော့လူတယောက်လမ်းလျှောက်နေတာကိုတွေ့လိုက်ရတော့လေ။ တောင်ကုန်းလေးပေါ်မှာလမ်းလျှောက်လာတဲ့ဟိုလူကိုမြင်နေမလားဗျ။သူကုတ်အင်ဂျီဝတ်ထားတယ်။သူကုတ်အင်ဂျီကိုကျွတ်သွားအောင်ကျွန်တော်လုပ်နိုင်တယ်ဗျ။ခမရတော့လုပ်နိုင်မယ်လို့မထင်ပါဘူးဗျာ။အဲ့ဒီလိုပြောလိုက်တော့နေနမင်းကကျုပ်လည်းလုပ်နိုင်တယ်လို့ထင်တာပဲဗျ။ကောင်းပြီလေ။ခမရကဒီလိုမျိုးလုပ်နိုင်ပြီးတော့ကျုပ်ကမလုပ်နိုင်ဘူးဆိုရင်တော့ခမရကကျုပ်ထက်ပိုဆွမ်းတဲ့လူဖြစ်မယ်။တကယ်လို့ကျုပ်ကလုပ်နိုင်ပြီးခမရကမလုပ်နိုင်ဘူးဆိုရင်တော့ကျုပ်ကခမရထက်ပိုဆွမ်းတဲ့သူဆိုတာကိုလက်ခံရမယ်။သဘောတူရလား။အဲ့ဒီလိုပြောလိုက်တော့နေနမင်းကသဘောတူပါတယ်ဗျ။ ဟိုလူကိုကောက်ဝင်းကြီးကျွန့်အောင်လုံနိုင်တဲ့တယောက်ကတခြားတယောက်တည်းပို့ဆွမ်းတဲ့သူပေါ့ခမရရင်စမ်းကြည့်လေအဲ့ဒီလိုပြောလိုက်တော့လေနမင်းကလေတွေကိုစတင်တိုက်ခတ်တော့တယ်သူတိုက်ခတ်လိုက်တိုင်းလေတွေဟာပို့ပို့ပြီးအေးလာတော့တယ်ထိုးသူကလည်းသူကောက်ဝင်းကြီးဝှက်ခဲတာကိုဝမ်းသာပြီးတော့တင်းတင်းကြပ်ကြပ်ကိုဆွဲစိတ်ထားလိုက်တော့တယ်လေနမင်းဟာပို့ပြီးတော့အပြင်းအောင်တိုက်ခတ်ခဲ့တယ်ဒါပေမဲ့ထိုးသူရဲ့ကောက်ဝင်းကြီးကြွကြအောင်တော့မတိုက်ခတ်နိုင်ခဲ့ပါဘူးအဲ့ဒီလိုနဲ့လေနမင်းဟာအ short ပေးပြီးတော့နေနမင်းကိုပြောလိုက်တော့တယ်ကဲအခုခမရလဲပဲဗျာ အဲဒီအခါနေနမင်းဟာပူပြင်းအောင်စတင်လှုပ်လိုက်ပါတော့တယ်။နေရလည်းတဖြည်းဖြည်းပူလာ၊လေတွေကလည်းပူလာတာဆိုတော့ပူပူကြီးပူလာပါတော့တယ်။အဲဒီအခါဒိုသူဟာကိုအင်းကြီးကိုဝတ်ဖို့မလိုတော့တာကြောင့်ကိုအင်းကြီးကိုချွတ်လိုက်တော့တယ်။အဲဒီအခါနေနမင်းကအခုခမားမြင်ပြီမလား။ခမားမှားသွားပြီဗျ။ကျုပ်ကစွမ်းအားပိုကြီးတဲ့နတ်တယောက်ပဲ။ဒါကြောင့်ကျုပ်ကခမားထက်ပိုရေးပါပြီးတော့ပူစွမ်းတယ်ဗျ။နေနမင်းဟာလေနမင်းကိုအဲ့ဒီလိုပြောလိုက်တော့တယ်။ ီပုံမြင်လေးမှာတော့လင်းနဲ့မင်းနဲ့နင်းနဲ့မင်းတို့ရဲ့အားပြိုင်မှုကိုတွေ့ရှိရတော့တာပေါ့ဗျာကျွန်တော်ရဲ့ channel လေးကို like and subscribe နဲ့အားပေးခဲ့ပါအောင်ဗျအားပေးတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်